နိုင်နိုင်စနီဒေါက်တာဆင်ပေါင်းထားတဲ့ကျွန်တော်မင်္ဂလာပါရှင်ဖြစ်ပါတယ်ဆရာမအားလုံးပဲမင်္ဂလာပါရှင်ဆရာမမဝင်းမြေရေးသားထားတဲ့ကူမွန်တောင်တန်းလွမ်းစေဖို့ဖန်ဝိထုရှိကိုအပိုင်းနှင်းနေနဲ့ဆက်လက်ဖပြပေးမှာဖြစ်ပါတယ်ရှင်ကျမနဲ့တူနားဆင်ခံစားပေးကြပါအောင်ရှင်ကပယံထိတ်ပန်းမင်းကြီးအောက်မှတံတန်းကိုခဲခဲရင်ရင်ဓာတ်ပုံရယူလာသည့်ဖလင်းကို ကိုမြင့်ညိုကမပြည့်စည်စေရအောင်အထူးကယူဆိုင်ပြီးကူးကြည့်လိုက်သည်ပြက်သားကြည်လင်သည့်ဓာတ်ပုံကိုရသောအခါထိုဓာတ်ပုံကိုပိုပြီးတဲတဲ괴괴ဖြစ်စေရန်ဆယ်လက်မှထိချဲလိုက်သည်ဖြူဖွေးသောပန်းတွေပင်လုံးကျွန်းပွင့်နေသည့်ထိုပင်ကြီးအဝဲညိုညင့်ညင့်အယောင်ကကိုပေါ်မှာဖုံးလွှမ်းထားပြီးရှည်လျားသောသပင်တွေတကောက်ဝေးရအောင်ဖြန်းချထားကအံဩသောအသွင်သဏ္ဍာန်ပြင်းစွာပေါ်ပြထားသောမျက်နှာဖြင့် မတည့်ရနေသောမိမပြိုတယောက်ဤပုံသည်လက်ရမြောက်သောပကြီးဆရာတယောက်စိတ်ကူးရင်ဆွဲထားသည့်ပုံနှင့်ပင်တူနေတော့သည်မြို့ညင်းညင်းအယောင်ဖြင့်ကိုပေါ်မှာဖုံးလွှမ်းထားသည့်အရာကရင်ခါတင်မပေါင်းနှင့်ဒူးစစ်အထီသာရှိသည်မျက်နာလေတိုင်းလက်နှစ်ဖက်နှင့်ဒူးစစ်အောက်ရှင်နှချောင်းသည်ရှင်းရှင်းလင်းလင်းဖြစ်နေသည်ရှည်ရသောသပင်တွေကိုဖျန်းချထားသည့်အတွက်မျက်နာသည် မဲနေသောသပင်တွေကထင်းထင်းကြီးပေါ်နေသည်ကိုမြင့်ညိုသည်ဓာတ်ပုံကိုစိတ်တိုင်းကြောက်ကူပြီးသောအခါစာဖတ်ခန်းတွင်ဝိပဿနာစာအုပ်တို့ကိုစိတ်ဝင်စားစွာဖြင့်ဖတ်နေသောဖောင်ငင်ကြီးထံသို့ယူလာခဲ့သည်ဖြစ်ဖြစ်ဒီမှာသားပြန်ရောက်ခါစားပြောတဲ့ဓာတ်ပုံလေးကူပြီးပြီဖြစ်ဖြစ်ပြက်ပြက်သားသားကြီးအောင်လို့ဆဲလက်မထီအကြီးချက်လာလိုက်တယ် ကိုမြင့်ညိုကပြောပြီးဓာတ်ပုံကိုဖခင်တစ်ထဲသို့ယူသေးစွာလှမ်းပေသည်ကိုမြင့်ညိုဖခင်ကဝိပဿနာစာအုပ်ကိုဖတ်နေရမှသားဖြစ်သူစိတ်ကြည်နှက်ပါစေဟူသောခပ်ပေါ်ပေါ်သဘောမျိုးဖြင့်စာအုပ်ကိုလက်ကမချဘဲຢာလည်းဖြင့်စာအုပ်ကိုဂိုင်းထားလျက်ကဘဲဘဲလည်းဖြင့်သားဖြစ်သူလှမ်းပေးသောဓာတ်ပုံကိုယူကြည့်လိုက်သည်ကိုမြင့်ညိုဖခင်ကြီးသည်ဓာတ်ပုံကိုကြည့်လိုက်သည်နှင့်တပြိုင်နက်ပါးစပ်ဟသွားသည် မျက်ခုံးသည်တိတိသာသာပင်အပေါ်သို့ပင့်တင်လိုက်သည် ထိုနောက်မျက်ခုံးကိုရှုံပြီးကြည်သည်ထိုနောက်တွင်ကရာဘက်တွင်ခြင်ထားသောဝိပဿနာဆောင်ကို အနည်းရှိစပွဲပူလေးပေါ်ညင်သာစွာ တင်ထားလိုက်သည်ဓာတ်ပုံကိုလက်နှစ်ဖက်ဖြင့်တေချာစွာခြင်ကစူးစူးဆိုင်ဆိုင်ကြည်နေသည်ပါကင်ပြည်သူဤထူးခြားသောအမှုရာကို ကိုမြင့်ညိုကစိတ်ထဲမှ ထူးဆန်းနေသည်။ပါကင်ကြီးသည်ကိုမြင့်ညိုငယ်စဉ်ကပင်ဇနီးတဲ့တည်ဆုံးပြီ မုံဆိုးဘွားဘွားဖြင့်တာကိုမြင့်ညိုကိုအသက်ပုံပေးချစ်လာခဲ့သည်ကိုကိုမြင့်ညိုကောင်းစွာသိခဲ့သည် ဖခင်ကြီးသည် မိမယူရန် နောင်အိမ်တော်ထူရန် ဝေး၍အမျိုးသမီးတွေနှင့်ရောဝင်ရင်းနှီးစွာပင် နေထိုင်ပြောဆိုခြင်းမပြုခဲ့ချေယခုတားဖြည့်သူပြသည့်ဓာတ်ပုံကိုကြည်နေပုံမှာစိတ်ဝင်စားလွန်သည်အာယုံဆိုင်လွန်သည်စူးဆိုင်လွန်သည်မြေတောင်မခတ်ကြည်နေသော ဖခင်အားကိုမြင့်ညိုကအကဲခံနေသည် ။ဖခင်ကြီးသည်ဓာတ်ပုံကိုလက်ထဲကမချဘဲတပြင်းချလိုက်သည်။ထို့နောက်ကိုမြင့်ညိုကိုမေးလိုက်သည်။ဒါဓာတ်ပုံထဲကကလေးမဝှက်ထားတာကတော်တဲ့တောင်ထဲမှာရှိနေတဲ့တဲ့ပင်တမျိုးကပျော်ပြောင်းတဲ့တစ်ခေါင်မျိုးဖြစ်ပါလိမ့်မယ်လူတွေရဲ့တဲ့အဝတ်ထဲတော့ဟုတ်ဟန်မတူဘူးကျွန်တော်လည်းဒီလိုပဲယူဆမိတယ်ဖေဖေဒီမင်းကလေးရဲ့တကူလုံးကိုတကူလုံးဆိုတာကအထူးသဖြင့်ခြေသလုံးကိုသားတဲတဲကွဲကွဲ မြင်ခဲ့ရသလား ထောက်ခင်ပြည်သူဤထူးထူးဆန်းဆန်းမေးကြောင့်ကိုမြင့်ညိုစိတ်ဝင်စားလာသည်ထိုကြောင့်နေရာကိုပြင်ထိုင်ပြီးဖြေလိုက်သည်ဒီမိန်ကလေးကပန်းမင်ကြီးအောက်ကပြေးထွက်သွားတာကိုကျွန်တော်မှန်ပြောင်းနဲ့တည်တည်ချာချာကြည့်လိုက်ပါလေဖေဖေသူ့ခြေတလုံးကြွယ်သားနှစ်ဖက်လုံးမှာလေဂုံငင်းတို့လောက်ရှိတဲ့အမှတ်ကြီးလိုမဲမဲကြီးတစ်ခုတွေးလိုက်ရတယ်နောက်ကနေပြီးကြည့်ရတာဆိုတော့တည်တည်ချာချာမြင်လိုက်ရတာပေါ့အမှန်မဲမဲကြီးတစ်ခုကတည်တည်လေးမှမဟုတ်တာ တားပြည်သူစကားကိုနားဆိုင်ထောင်နေသောဖခင်ကြီးသည် ကိုမြင့်ညိုစကားဆုံးသောအခါတပ်ပုံရှင်မင်းကလေးကအသားဖြူတယ်နော်ဟုမေးပြန်သည် ဖြူပါတယ်ဖေဖေဖြူတာမှတော်ရိတ်တောင်ရိတ်ကြောင့်စိမ့်ဆူနေတယ်လို့တောင်းထင်ရတယ်နောက်ပြီးဖေဖေသူ့မျက်နှာကိုတည်တည်ချာချာကြည့်မဲနေနေတဲ့မျက်ခုံးတစ်ခုဟာဆက်နေတယ်ဆက်တာမှရိုးရိုးမဟုတ်ဘူးဆက်တဲ့နေရာမှာဘွေလေးလှည့်ပြီးဝိုင်းဝိုင်းလေးဆက်နေတာကင်မရာမှာတတ်ထားတဲ့မှန်ဘလူးကအဝေးရိုက်မှန်ဘလူးအကောင်းစား အားကလည်းကောင်းတော့တိတ်ပြတ်သားပါလေဖြစ်ဖြစ်။ဖောင်ငင်ကြီးကခေါင်းငိမ့်လိုက်သည်။အေးဓာတ်ပုံကိုဖိဖိတရားကြီးလို့မျက်ခုံးဆက်နေတာတွေ့တယ်။ဒါကြောင့်ခြေတလုံးကို ကြီးခဲ့လားလို့မင်းကိုမေးတာ။ဖောင်ငင်ကြီးစကားကိုတွေးကြည့်လျင်ဤဓာတ်ပုံရှင်တော်ကြီးပြောမင်းကလေးနှင့်ပတ်သက်ပြီး ထူကြားဆန်းကျယ်သည့်လျှို့ဝှက်ချက်တွေကိုဖောင်ငင်ကြီးသည်အံ့ဩစရာကောင်းအောင်မေးသိနေသလားဟုကိုမြင့်ညိုကမမျော်လင့်နိုင်သောအတွေးမျိုးကိုပင်တွေးလိုက်မိသည် ဖေဖေဒီတက်ပုံရှင်တော်တဲ့ကမင်းကလေးချောင်းကိုဖေဖေဘလို့ကြားဘူးသားလို့မင်းနေတာလဲဖေဖေမင်းမြန်နေပုံကတော့တော်တော်အံ့ဩစရာကောင်းနေပါတယ်ကိုမင်းညိုကပြောတော့ခါဖခင်ကြီးသည်တားဖြည့်သူ ကိုမင်းညိုကိုဘာမှပြန်မပြောသေးပဲထိုင်နေရာကထထသွားသည် ကိုမြင့်ညိုကတိလူစိတ်ဖြင့်ဖခင်ကြီးမိသည့်နေရာကိုထသွားသည်ကို လိုက်ကြည့်မိဟူသောစိတ်ကူးဖြင့်ထိုင်ရာကထမီဟန်မြင်လိုက်သောအခါ တာဖြစ်သူ၏အကြံကိုရိမ့်မီဟန်ဒူသောဖခင်ကြီးကတာနေခဲ့ပါလေဖီဖီအခုပဲပြန်လာခဲ့ပါမယ်တာတသက်တာမှာမမျော်လင့်မဲမတိကြရသေးတဲ့ကြည်ခွဲစရာအကြောင်းလေးကိုဖီဖီပြောပြမလို့ပါကွယ်ဟုပြောလိုက်သောဖခင်ကြီးအတန်ဒီစိတ်အလွန်မင်းထိခိုက်သည့်အတန်အလွန်မင်းလှိုင်လဲဆွေးမြေ့သည့်အတန်မျိုးဖြစ်နေကြောင်းကို ကိုမြင့်ညိုသေးချစွာတတိထားလိုက်မိသည် ုမြင့်ညူသည်အလွန်အမင်းစိတ်ဝင်စားခြင်းဖြင့်အခန်းထဲသို့ဝင်သွားသောဖခင်ကြီးပြန်ထွက်လာမည်ကိုစောင့်နေလိုက်သည်၅နှစ်မြကြာသောအခါဖခင်ကြီးသည်လက်ထဲမှငွေပေါင်ကုတ်ထားသောဓာတ်ပုံနှစ်ပုံကိုကင်ပြီးပြန်ထွက်လာသည်မူလသူထိုင်နေခဲ့သည့်နေရာတွင် ပြန်ထိုင်လိုက်သည်ထုံနောက်ဓာတ်ပုံတပုံကို ကိုမြင့်ညိုလက်သို့ကမ်းပေးလိုက်သည်ဒီဓာတ်ပုံတွေကလူတွေကိုတော့အသာတိပါလိမ့်မယ် ကိုမြင့်ညိုကဖခင်လက်ထက်ကဓာတ်ပုံကိုယူကြည့်လိုက်သည်ဓာတ်ပုံကမိသားစု တစုဓာတ်ပုံဖြစ်သည်ဒီနှစ်ယောက်ကတော့ဖြစ်ဖြစ်နဲ့မိမိပဲဒါကတော့ကျွန်တော်ဖြစ်မယ်လို့မှန်းမိပါတယ်ဒီကလေးမလေးကတော့ဘသူလဲဖြစ်ဖြစ်ကိုမြင့်ညိုကဓာတ်ပုံကိုသေချာစွာကြည့်ပြီးပြောလိုက်သည် သူမိခင်နဲ့ဖခင်ဖြစ်ကြောင်းကိုသူသေချာစွာသိသည်သူငယ်စဉ်ကတယောက်ထဲရိုက်ထားသည့်ဓာတ်ပုံတွေရှိနေသဖြင့်မိသားစုပုံတွေကအသက်၄နှစ်ခွဲအရွယ်ရှိနေသောသူရုပ်ပုံကို သူသိနေသည် သို့သောမိခင်ဖြစ်သူရင်ခွေမှာပွေပိုက်ထားသည့်ချစ်စရာကောင်းသော ကလေးငယ်လေးကိုမူကိုမြင့်ညိုမမှတ်မိနိုင်ချေကလေးငယ်သည် ကိုမြင့်ညိုစိတ်ထင်6လသားအရွယ်လောက်သာ ရှိပေမည်။ကားတကယ်မမှတ်မိတော့ဘူးလား။ဖခင်ဖြစ်သူက မေးသည်။ကိုမြင့်ညိုကစဉ်းစားသလိုတွေးနေသည်။သူစိတ်ထဲမှာအတိတ်တလို့လို့မတိတလို့လို့သူနှင်းပင်မတိသည့်ဘက်ကအလေးသာသွားသည်။ဘလို့မှစဉ်းစား၍မပေါ်တော့ချေ။ ကျွန်တော်ဘလို့မှတော့စဉ်းစားလို့မပေါ်တော့ဘူးဖေဖေကိုမြင့်ညိုကဖြေလိုက်သည်အေးကွယ်ตาအနေနဲ့ဘယ်မှာမှတ်မိနိုင်မလဲအဲ့ဒီချိန်ကตาအသက်က၄နှစ်ခွဲตาตาပဲရှိသေးတာကိုတပ်ပုံထဲမှာตาရဲ့မိမိချီးမွေးထားတဲ့ကလေးဟာตาရဲ့ညီမလေးအရင်ပဲဖခင်ကြီးအတန်ဒီဆုံးင်းကြေးကွေးနေသည်ကိုမြင့်ညိုသည်ဖခင်ကြီးမျက်နှာကိုစိုက်ကြည့်နေရမှသူသည်တလူလူမသိတလူလူဖြစ်နေခဲ့သောအမှတ်တညာတစ်ခုသည် အလွန်အလွန်မှေးမိန်စွာပေါ်လာသလိုလိုရှိသည်သူငယ်စဉ်ကဖြူဖြူဖွေးဖွေးချစ်စရာကောင်းသောညီမလေးတစ်ယောက်နဲ့ကစားနေခဲ့ရသလိုလိုသို့တော့တည်တည်ချာချာထင်းထင်းရှားရှားပေါ်လာခြင်းမရှိဘဲမှေးမိန်သောမှုန်မှုန်မှွားမှွားအရာကလေးသည်ပျောက်သွားသလိုဖြစ်သွားပြန်သည်ညီမလေးညီမလေးဟုတ်လားဖေဖေဒီညီမလေးဆိုတာဘယ်ရောက်သွားတာလဲယင် ကျွန်တော်တည်တည်ချာချာမှတ်မိတဲ့အချိန်မှာညီမလေးဆိုတာတယောက်မှမရှိတော့ဘူးကျွန်တော်တယောက်တည်းသာရှိနေခဲ့တာကိုပဲသိတော့တယ်ညီမလေးဆိုတာကကိုမြင့်ညိုကစကားတစ်ပိုင်းတစားဖြင့်ရက်ခါကုမွန်တောင်းတန်းကြီးပေါ်မှသူကိုယ်တိုင်ရိုက်ယူလာခဲ့သောဓာတ်ပုံကိုပြန်ကြည့်လိုက်သည်ထို့နောက်ဖခင်ဖြစ်သူကိုကြည့်လိုက်ပြန်သည်ဖခင်ကြီးသည်ကိုမြင့်ညိုကိုမကြည့်ပဲကိုမြင့်ညိုလက်ထဲကဓာတ်ပုံကိုသာမျက်ရည်ရဝိုင်းသောမျက်လုံးဖြင့်စိုက်ကြည့်နေသည်ကိုတွေ့ရသည် ပြောပြပါဖြစ်ပြီးကျွန်တော်မမှန်မိလိုက်တဲ့ညီမလေးနဲ့ဟော်ရီဓာတ်ပုံတွေကဘာမှန်းမသိရတဲ့ဓာတ်ပုံရှင်နဲ့ဘလို့ပတ်သက်နေတာလဲဒီဓာတ်ပုံရှင်ကကျွန်တော်မမှန်မိလိုက်တဲ့ညီမလေးဖြစ်နေမလားညီမလေးသာဖြစ်နေမယ်ဆိုရင် သူဘာကြောင့်ဖေဖေတို့ကျွန်တော်တို့နဲ့မနေဘဲတခြားကိုရောက်သွားတာလဲဒီဓာတ်ပုံတွေကမင်းကလေးကတော့ညီမလေးဖြစ်ဖို့ဆိုတာလုံးဝမဟုတ်နိုင်ဘူးလို့ထင်ပါတယ်ဖေဖေဒါပေမဲ့ဖေဖေမြင်ရတာဒီဓာတ်ပုံတွေကမင်းကလေးကြောင့်အင်မတန်ပူဆွေးကြေကွဲနေတာကိုတွေ့ရတယ် ပြောပြပါပြောပြပါဖြစ်ဖြစ်တီလိုစိတ်ပြင်းပြစွာဖြင့်ကိုမြင့်ညိုကမေးသည်ဒါမယုံနိုင်စရာဖြစ်နေတာကိုဖြစ်ဖြစ်ထောက်ခံပါတယ်တကယ်ဖြစ်တဲ့အဖြစ်ဟာစိတ်ကူးရင်ထက်ဆန်းကြဲတဲ့ဆိုတဲ့ဇိုးရိုးစကားမျိုးရှိတယ်မဟုတ်လားဒါရဲ့ရှိပါတယ်ဖြစ်ဖြစ်အေးအခုလဲဒီအတိုင်းပဲကဲဖြစ်ဖြစ်အကြောင်းဆုံးမပြောခင်မှာဒီဓာတ်ပုံကိုကြည့်လိုက်အောင်ဒါရဲ့ ကိုမြင့်ညိုဖခင်ကပြောရင်သူ့လက်ထဲမှာကင်ထားလျက်ပင်ရှိနေသေးသောဓာတ်ပုံကိုလှမ်းပေးသည်။ကိုမြင့်ညိုကတိလိုသောဖြင့်တွက်လဲလင်းမြန်သောလက်များဖြင့်ယူကြည့်လိုက်သည်။ကိုမြင့်ညိုအံ့ဩရပြန်လေပြီ။ဓာတ်ပုံကကိုမြင့်ညိုမိခင်ဤဓာတ်ပုံမင်းဖြစ်သည်။ကိုမြင့်ညို၏မိခင်သည်ဦးကောင်းလျှော်ထားပြီးစားသပင်ဖြန့်ချထားခိုင်မှာဖခင်ကအပြောသဘောရိုက်ပေးထားသည့်ဓာတ်ပုံဖြစ်သည်။ ။သပင်ကိုဖားလျားချထားသည့်ဓာတ်ပုံပင်ဖြစ်သည်။တပ်ပုံရိုက်မိကိုခင်မွန်းတဲ့ကကြိုတင်မပြောထားပဲဇနီးတဲ့ကိုချစ်စလို့သောအဖြစ်အလစ်မှာဖန်ရိုက်လိုက်သည့်တပ်ပုံဖြစ်သည်ထိုကြောင့်သပင်ကိုဖားလျားချထားသည့်ကိုမြင့်ညိုမိကင်းမျက်နှာသည်အံအားတင်းသည့်အသွင်မျိုးပေါ်နေသည်ထိုမျက်နှာသည်ပန်းမင်ကြီးအောက်မှအံဩစွာကြည့်နေသောတောပြော်မဲလေးမျက်နှာနှင့်တထေရာတဲ့ဖြစ်သည်တား တားရိုက်ယူလာတဲ့ကလေးမတပ်ပုံနဲ့ရှင်ကြည်လိုက်စမ်းသာဖခင်ကြီးစကားကြောင့်ကိုမြင့်ညိုက ကိုမွန်တောင်နှန်းပြောတပ်ပုံနဲ့မိခင်တပ်ပုံကို ရှင်ကြည်လိုက်၏ကိုမြင့်ညိုသည်ကြီးစွာသောအံ့အားသင့်မှုကြောင့်ပါဇက်အဟောင်းသားဖြစ်သွားသည်ကိုမြင့်ညိုမိခင်တပ်ပုံကနှစ်ပေါင်းကြာညောင်းခဲ့ပြီးဖြစ်သောကြောင့်မဆိုးစလောက်မင်းမင်းကအဝါရောင်တန်းနေသည်ကလွဲပြီးပြပြသားသားမြင်နိုင်သည်ဖြစ်ရာ မိခင်ကြီးရုပ်သွင်းသည်ကုမွန်တောင်နှံပျော်လေးရုပ်သွင်းနှင့်တူလွန်လှသည်စပင်ဖားလျားချထားသည့်အတွက်ပိုပြီးတူနေသည်ဓာတ်ပုံလေးကအသက်ရွယ်သည်လဲရွယ်တူလောက်ပင်ရှိနေသည်တူလှကြည်လားကိုမြင့်ညိုနောက်နှုံမှစကားစလုံးသည် မချုပ်တီးနိုင်ပဲလွတ်ထွက်သွားသည်သူမပေါ်တားရဲ့တားမိရင်ကိုငါတားရဲ့ညီမလေးအရင်မဲ့တားရဲ့တမိတဖာလေးကမွေးထားတဲ့ညီမအရင်ကိုမြင်ခဲ့ရတဲ့ နှမအရင်မှန်းမသိတော့အောင်ဖြစ်ရတဲ့အဖြစ်ကတော့ညီနာစရာကောင်းလာပါတဲ့တားရဲ့ငါသမီးလေးတော်တဲ့တောင်ထဲမှာတရိတ်ဆိုင်ရိုင်းတကောင်လိုဖြစ်နေပါဗောလားဖခင်ကြီးဒီပြောရင်မှပင်မျက်ရည်များစီးကြလာသည်ကိုမြင့်ညိုသည်ဘာမှပြန်မပြောနိုင်အောင် ဖြစ်ကမျက်လုံးပြူသားဖြင့်ဖခင်ကြီးကို ကြည်နေသည်ကုမွန်တောင်းတန်းပြောလေးသည် သူမိဘတွေက မွေးခဲ့သည့်နှမအရင်ဖြစ်ကြောင်းကိုဖခင်ကြီးကပြောပြလို့သာကြားလိုက်ရသည် ဇလန်းကိုဘလို့မှ ကိုမြင့်ညိုမကြီးလဲပြီပြောပါဖြစ်ဖြစ်ရဲ့ပြောပြပါပလက်ကလထိုင်းပေါ်မှာထိုင်နေသောဖခင်ကြီးဒူးကိုဖက်ကားအငမ်းမရတောင်းမှန်လိုက်သည်ဖခင်ကြီးကိုတောင်းမှန်ရင်းမှ ကိုမြင့်ညိုမျက်လုံးထဲတွင်ကူမွန်တောင်းနှံပြော်လေးကို ပြန်လဲမြင်ရောင်းနေမိသည်ဖခင်ကြီးသည် သူ့ဒူးကိုဖက်ထားသည့်ကိုမြင့်ညို၏ဥကောင်းကိုယူရစွာပုတ်တန်ရင်းရင်နာဖွယ်ကြေကွဲဖွယ်ကောင်းသော ရှိဖြစ်ဟောင်းကိုပြန်ပြောင်းကစက်ချောင်းလှန်လိုက်သည်တာတာလေးနှစ်အရွယ်ရောက်တော့ဖေဖေတို့မှသမီးလေးတယောက်မွေးလာတာတာရဲ့ညီမလေးပေါ့နာမည်ကမဟာဆန်းဆန်းညာမီတင်လို့မှဲ့ထားတယ်တာရဲ့တာနဲ့သမီးလေးကတယောက်နဲ့တယောက်လေးနှစ်တိတိกว่าတယ်ဒါကြောင့်ဓာတ်ပုံထဲမှာတာကလေးနှစ်ခွဲအရွယ်သမီးလေးညာမီတင်က6လအရွယ်ဖြစ်နေတာပေါ့ ဖခင်ကြီးစကားကြောင့်ကိုမြင့်ညိုကသူ့လက်ထဲမှာရှိနေသောမိသားစုဓာတ်ပုံကိုပြန်ကြည့်လိုက်သည်ဖခင်ကြီးပြောနေသည့်စကားပြတ်သွားမည်ဆိုသောကြောင့်တခုံးမြအဖြံမပြောဘဲတိတ်ဆိတ်စွာသာနားထောင်နေသည်ဖခင်ကြီးကဆက်ပြော၏ဒါငါးနှစ်ရွယ်မှာရန်ကုန်ကအကြောင်းတစ်ကြောင်းကိုအကြောင်းအိတ်အကြောင်းစားပို့ထားလိုက်တယ်တားတို့မိမိထဲအကြီးအမကြီးတယောက်ရှိတယ်လေသူကအပြူကြီးမြကြီးနာကအထက်တန်းအကြောင်းမှာအကြောင်းဆရာမကြီးပေါ့ တမီးလေးညာမေတင်ကိုတိတ်ချစ်တာတားလို့ကြောင်းရင်ကြောင်းစားမပူပဲသူ့စီမှာထားဖို့လာခေါ်တယ်။စာကျုပ်စာတန်းနဲ့အမွေစားအမွေခံငွေဘူးလဲတောင်းတယ်။သူ့အမွေကိုဖေဖေတို့မကြည့်ပါဘူး။တားတို့မိမိနဲ့ညီမနှစ်ယောက်တည်းရှိနေတာအပြိုကြီးလဲဖြစ်တော့သူ့အဖိုးအားကိုးစရာတိုးတိုးပေါ်တိုင်ပင်ပေါ်ရပါစေ ဆိုတဲ့စေတနာနဲ့ပဲဖေဖေနဲ့မိမိကမြေကြီးနာကိုပို့ထားဖို့သဘောတူလိုက်ကြတယ်။ ီကြီးသားမှာတသက်လုံးနေရမှာလည်းမဟုတ်ပါဘူးလေအမကြီးကရန်ကုန်ကျောင်းတစ်ခုကိုပြောင်းရဖို့အကြောင်းကလည်းရှိနေတာဒီတော့သမီးလေးကိုအဝေးမှာကြာကြာထားရမှာမဟုတ်တော့သဘောတူလိုက်တာပါပဲအဲသမီးလေးကိုအမကြီးလာခေါ်တဲ့ချိန်ကတော့သမီးလေးအသက်ဟာ၄နှစ်သမီးရှိနေပြီဒါရဲ့ဖခင်ကြီးဒီစကားဖြတ်ခါငေးနေသည် ဖခင်ကြီးမျိုးလုံးတွေတွင်သမီးလေးမြည်ကြီးနာတို့လိုက်သွားသည်နေကသမီးလေး၏ပျော်ရွှင်မြူးထူးနေပုံကို မျိုးလုံးတွေကမထွက်နိုင်အောင်ဖြစ်နေသည်။ចောင်းပိတ်ချိန်တိုင်းရောက်လာပြီးယူရချစ်ခင်သောជីជីမေကိုညာမေတင်သည်မိခင်ရင်တပွဲတွေ့တာချစ်ခင်သည်။ထိုကြောင့်သူမရောက်ဖူးသေးသည့်မြည်ကြီးနာမျိုးတို့ကောင်းငင်မှလေရင်မြန်ကြီးစီးသွားရမည်ကိုများစွာဝမ်းမြောက်ပျော်ရွှင်နေသည်။တည်ရင်ကွင်းသို့ဆင်းသည်နေကညာမေတင်သည် မိခင်ကိုယ်တိုင်ချုပ်ပေးထားသည့်ရေညှိစိမ်းဆူဆူရောင်ခေါဝင်လေးဝတ်ထားသည်မေတ္တာရောင်ချေအိတ်ရှိလေးကိုစွတ်ပြီးအညူရောင်ကျိုးတိုင်းဖနက်ကလေးကိုစီးထားသည်ဖြူဖွေးလှပါသောအသားရောင်နှင့်ဝတ်ထားသောအဝတ်ရောင်မှများစွာပဏံရလှ၍ချစ်စရာကောင်းသောသမီးလေးကို မိခင်နှင့်ဖခင်သည် ကြည်လိုမဝနိုင်အောင်ပင် ဖြစ်နေသည်ဒီမော်တက်ခါနီးတွင်ညာမေတင်သည်မိခင်နှင့်ဖခင်ကိုကြောကား သူကြီးကြီးမေးလက်ကိုဆွဲပြီးတွက်လက်သောခြေလန်းပျော်ရွှင်သောစိတ်ဖြင့်လိုက်ပါသွားသည်အမကြီးနှင့်သမီးညာမေတင်တို့လိုက်ပါသွားသောလေရင်သည်ကောင်းငင်တိမ်တိုင်းတွင်သို့တိုးဝင်ပျောက်ကွယ်သွားသည့်တိုင်အောင်ကြည်နေခဲ့ကြသောမိဘနှမသည်အမကြီးနှင့်သမီးလေးတို့လူရခီးသို့ချောချောမောမောရောက်ပါစေဟုသောဆုတောင်းကိုအသီးသီးတောင်းလိုက်ကြသည်ထိုနောက်စကားဖြတ်ခါငင်းနေသောဖခင်ကြီးမျက်နာသည် ဝေးလံစွာသောအရက်ဒီသားမှရှိနေသောကူမွန်တောင်နှန်းကြီးစီတို့ရော်ဤငေးမျောကြည့်နေတကယ်တို့ထင်ရသည်စိတ်တိကဟန်ပေါ်နေသော ဖခင်ကြီးကို စကားဆက်အောင်ကိုမြင့်ညိုကအတန်မပြူပဲသူဖက်ထားသည့်ဖခင်ကြီးဒူးကိုမတိမတာလှုပ်ပေးလိုက်သည် ထိုခါမှဖခင်ကြီးသည်သတိဝင်လာသလိုဖြစ်ခါကိုမြင့်ညိုကိုငုံကြည့်လိုက်သည်ထိုနောက်လေးတွယ်သောအတန်ဖြင့်စကားဆက်လိုက်သည် အဲ့ဒီအချိန်ဟာသမီးလေးကို နောက်ဆုံးမြင်လိုက်ရတဲ့အချိန်မှာပဲသားရယ်။ဘာဖြစ်လို့လဲဖေဖေ။သမီးလေးနဲ့အမကြီးတို့လိုက်သွားတဲ့လေရင်ဟာဘာကြောင့်မှန်းတော့မသိ။ပြက်ကြပြီးခီးတယ်တွေရောလေရင်အမှုရမ်းတွေရောအားလုံးအသက်ဆုံးရှုံးကုန်ကြတယ်လို့အကြောင်းကြားချက်ရတော့တားတို့မင်းဖေကတခါတည်းသတိလစ်သွားလိုက်တာ။ဆရာဝန်တွေနဲ့အတော်စူးစမ်းယူရတယ်။သတိတော့ပြန်ရလာပါရဲ့။စိတ်ထိကြိုက်ပြီးအိမ်ရဲထဲမှာလဲလိုက်တာတမှတ်မိသေးလား။ ရန်ကုန်ကကြောင်းမင်းတို့သားပြန်ရောက်လာတော့မိမိအိယာထဲမှာလေကားကိုဖက်ပြီးတော့ငိုခဲ့တာဖခင်ကြီးကပြောပြသည့်ဤချက်ကိုလည်းကိုမြင့်ညိုသည်တည်တလူလူမမှန်မိတလူလူဖြင့်ပုံပုံမင်းမင်းများသားထင်မိသည်သို့သောမိပြောက်သည့်ဘဲသူသားအလေးသာသွားပြန်သည် ထိုချက်ကိုကိုမြင့်ညိုမမှန်းမိတော့တော်လဲသူចောင်းပိ၍ပြန်လာသည့်အခါညီမလေးကိုမတွေ့ရတော့သည့်ပြင်ညီမလေးចောင်းကိုလည်းမိခင်နှင့်ဖခင်တို့ကလုံးဝစကားမဆတော့သောအခါ ။ကျောင်းပိတ်ချိန်နောက်သာအိမ်ပြန်ရောက်ပြီးကျောင်းမှာသာအနေများလာခဲ့သောကိုမြင့်ညိုသည်ကလေးပြည်ပြည်တဖြည်းဖြည်းမေးပြောက်လာခဲ့ခြင်းဖြစ်လိမ့်မည်။သို့သောသူကောင်းကောင်းမှတ်မိနေသည့်အချက်တစ်ခုကတော့ရှိသည်။ထိုချက်ကသူ၁၀နှစ်ရွယ်ရောက်လာ၍အရာရာတိုင်းကိုကောင်းစွာမတားနိုင်သည့်ခါတွင်မူမိခင်ကြီးဒေဆုံး꿰လွန်သွားခြင်းနှင့်ဖခင်ကြီးသည်နေရင်ဇာတိမျိုးကိုစွန့်ခွာကာရန်ကုန်မြို့သို့ပြောင်းရွှေ့လာခဲ့ခြင်းသူကိုအကြောင်းအကြောင်းစားထားခြင်းမှအိမ်ပြန်ခေါ်ကား ိမ်မှာမော်တော်ကားဖြင့်ပင်ကြောင်းတက်စေခြင်းတို့ဖြစ်သည်ကုမြင့်ညိုကမိခင်ကြီးတရိယာသောစိတ်ဖြင့်ဦးကောင်းငိုက်ဆိုင်ခြာနေသည်ဖခင်ကြီးက ဆက်ပြောသည်ဖဖေတို့ကနှစ်ဖက်ရထားတဲ့အမွေနှင်ရောဖဖေအောင်းဝယ်လုပ်ခဲ့တာရောပစ္စည်းကတောင်းတောင်းနေနေရှိနေတာဒီတော့ရန်ကုန်ရောက်လာတဲ့အခါဖဖေအလုံးမလုပ်တော့ဘူးစိတ်မကောင်းတော့အလုံးလုံးရှင်စိတ်လည်းမရှိတော့ဘူး ရှိပြီးသားပစ္စည်းတွေကိုတူတူသိမ့်သိမ့်သုံးဆွဲနေထိုင်ပြီးတားကိုပညာသင်ပေးလာခဲ့တာပဲတားကအလုံးရလိုက်တော့လဲဖေဖေတို့ရှေးရေးပူစရာမလိုတော့ဘူးပေါ့လေအဲ့ဒါနဲ့သမီးလေးချောင်းဆက်လိုက်ရအောင်မယ်ကွယ်ကိုမြင့်ညိုကစိတ်အားထက်သန်သောအမူအရာဖြင့်ဖခင်မျက်နှာကိုကြည့်လိုက်သည်တားတွေ့လာခဲ့တာရုပ်ရည်ကတားမင်မင်းနဲ့တူနေရရဲ့မွေးရပါခြေတလုံးကအမှတ်ကြီးရဲ့ဒါတွေထောက်ထားပြီးတောင်းနှန်းပေါ်မှာတားတွေ့လာခဲ့တဲ့မင်းကလေးဟာ မီးလေးညာမီးလေးဖြစ်မယ်ဆိုတာယာနှုံးပြဖြစ်ဖြစ်ယုံကြည်တယ်။ညီမလေးဟာလင်းပြကြတဲ့အထဲပါသွားပြီဆိုကိုမြင့်ညိုက နားမရှင်းဟန်ဖြင့်ပြန်မေးသည်။ဟုတ်တယ်လေတားရဲ့ဖြစ်နိုင်တဲ့အကြောင်းကိုဖြစ်ဖြစ်စဉ်းစားကြည့်တယ်။လင်းပြကြသွားပြီးအားလုံးအသက်ဆုံးရှုံးကုန်ပြီလို့ကြီးညာတာကမမှားဘူး။လင်းပြက်ကိုမြေကြီးနားမျိုးအနောက်ဖက်တော်တော်ဝေးကွာတဲ့တောင်ချီတစ်ခုမှာမိလောင်ပြီးကျွင်းကြံနေတဲ့အပိုင်းစားလောက်သာပြန်တွေ့တော့တာ။ လီယင်ပေါ်ပါသွားသူတွေကိုတရားမှအသက်ရှင်လျက်ပြန်မတွေ့တော့ဘူးတွေ့သည်များကလည်းတပိုင်းစီတစားစီဖြစ်နေတဲ့ကိုခန္ဓာအစိပ်ပိုင်းတွေမိလောင်ထားလို့ရုပ်ပြက်စင်းပြက်ယောက်ျားမိန်းမကလေးလူကြီးခွဲမရတော့တဲ့ခြေပြက်လက်ပြက်တပိုင်းတစားတွေကိုသာတွေ့လိုက်ရတော့တာကိုနောက်ပြီးလီယင်ပြက်ကိုတွေ့ရတဲ့နေရာပတ်ဝန်းကျင်မှာလည်းတက်ဆိုင်ရာတွေကရှာကြဖွေကြသေးတယ်လူတယောက်မှမတွေ့ဘူးအနီးနားမှာလည်းလူနေအိမ်ကြီးရွာရယ်လို့လည်းမရှိဘူး ဒီတော့သူတို့ကြီးညာတာမမှားဘူးပေါ့ဒါတိုးတော့ตาတွေ့လာတဲ့ဓာတ်ပုံတွေကမိန်းကလေးကတော့တမီးညာမေတင်ပဲဖြစ်မယ်ဒီနေရာ၌ဖခင်ကြီးဒီစကားဖြတ်ပြီးအချက်လက်ကိုဆက်ဆက်တွေးတော်သလိုအတန်ငယ်နှုတ်ဆက်နေသည်ထို့နောက်မှဆက်ပြောသည် လူရဲ့ကံကြမ္မာဆိုတာစမ်းကြယ်တယ်နော်ဒါဖြစ်နိုင်တာကိုဖေဖေပြောမယ်ဒီရင်ပြက်ကြလိုက်တော့သမီးလေးညာမီတင်ရဲ့ကုသိုလ်ကံလျှောက်မတည်မပြောင်းမကြိုးမကမ်းပဲ မြေပြင်ပေါ်တနေရာကိုရောက်လာတဲ့ဆိုပါတော့လူနေအိမ်ကြီးလုံးဝမရှိတော့တဲ့တော်တရိတ်ဆန်တွေရှိတယ်။ဂျုံနောက်ဂျုံကဲလူလူဘဝနဲ့နှိစက်တဲ့တရဝါတမျိုးမျိုးကကယ်သွားမယ်။ကောင်းမွန်စွာမွေးထားမယ်။ကလေးရွယ်သားရှိနေတဲ့သမီးလေးဟာဘယ်ကိုမှမသွားမလာတတ်တော့သူတို့မွေးထားတဲ့တရဝါစီမှာပဲကြီးပြင်းပြီးတော်တလေးတော်စရိုက်ဖြစ်သွားတာတော့ဘဝဟောင်းကိုမိသွားတယ်။ဖေဖေပြောတာတွေကိုသားဆက်ဆက်တွေးယူကြည့် ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကိုတားတွေးကြည့်လေဖခင်ကြီးစကားကိုနားဆိုင်ထောင်နေတော့ကိုမြင့်ညိုသည်သူ့အတွေ့အကြုံပေါ်မှာမူတည်ပြီးစဉ်းစားမိသည် ကုမွန်တောင်းတန်းပြောလေသည်သူတို့လူစုကို တွေ့ပါလျက်နှင့်ရံမူသည်အရေးလက္ခဏာလုံးဝမရှိခြင်းကပင်တော်ရိုင်းတရိဆိုင်စိတ်ကင်းမဲ့နေသည်သူမဟုတ်ပင်ကိုကရိုင်းဆိုင်သော လူမျိုးမဟုတ်သည့်တွေ့ကြောင်းသာစိတ်ရိုင်းစိမ့်မိုက်မဝင်ရံမူခြင်းမရှိဘဲငင်းမောကြည့်ုံသာကြည့်နေခြင်းဖြစ်နိုင်သည် ထို့ပြင်ဖခင်ကြီးပြောသည့်စကားတွေကိုထောက်ခံသည့်အချက်ကလည်းကုမွန်တောင်းနှံပြောသည့်သူ့ကိုကယ်တင်ထားသည့်တရဝါဤဘာသာစကားဖြစ်လေသလားနှဲ့အော်တန်ကိုစူးစူးရှားရှားအော်မြည်တဲ့ပန်းမင်းကြီးအောင်မှထွက်ပြေးသွားပြီးသည့်နောက်ကြောက်ကပယံထက်မှသူတို့ကို တမင်လာပြီးငုံကြည့်နေခဲ့ခြင်းစခန်းသိမ်းပြီးပြန်လာခဲ့ကြသည့်အခါကိုမြင့်ညိုနောက်ကိုတကောက်ကောက်လိုက်ပြီးကြည်နေခဲ့ခြင်း ကိုမြင့်ညိုသည်စဉ်းစားရင်းပင်သူတပ်ပုံရိုက်ယူလာခဲ့သည့်ကုမွန်တောင်နှံပြော်လေး၏မျက်နှာဟန်မှုများကိုပြန်လည်သတိပြုလာမိသည်ကုမွန်တောင်နှံပြော်လေး၏မျက်နှာသည် ကိုမြင့်ညိုကို ကြည့်နေပုံမှာတနာခံနေသလိုလိုတစုံတရာကို ပြောကျင်နေသလိုလိုနှစ်ရှည်လာများကွဲကွာနေသူဆွေမျိုးရင်းခြားတယောက်အားရှောင်းတခင်တွေ့လိုက်ရသည့်အခါမှာတန်တော်ကြည်လိုက်သည့်အကြည့်မျိုးလိုလိုတွေ့ရင်စဉ်းစားရင်းကိုမြင့်ညိုသည်ရင်ထဲမှာမကောင်းတော့ပဲဖြစ်လာသည် ။ထာခင်ကြီးပြောစကားနှင့်သူကိုယ်၍မျက်မြင်အရကူမွန်တောင်းတန်းပြောလေသည်။သူနှမလေးညာမေတင်ပင်ဖြစ်ရမည်ဟုသောယုံကြည်ချက်သည်ညာနှုံးပြေးဖြစ်လာသည်။ဖြစ်နိုင်စရာအကြောင်းတွေကလည်းလုံလောက်ခိုင်ပါသည်။ထိုခိုက်ဖာခင်ကြီးကပြောလိုက်သည်။သမီးလေးညာမေတင်ဟာသူ့ခြေသလုံးမှာမွေးရပါအမဲမှတ်ကြီးတွေကနှစ်ဖက်လုံးမှာပါနေတော့ငဲတာငဲတယ်သူ့အမှတ်ကြီးတွေကိုလူမြင်မခံခြင်းဘူး ဒါကြောင့်မို့ခြေအိပ်ရှည်လေးတွေဝယ်ပေးထားရတယ်။အခုတော့တော်တဲ့တောင်ထဲမှာတော်ရိုင်းတရိတ်ဆန်လေးလိုနေရတော့လဲသူ့ခြေသလုံးကအမှတ်ကြီးတွေကိုသူဖုံးခွဲထားခြင်းစိမ့်မရှိတော့ဘူးထင်ပါရဲ့။အော်တမီလေးညာမေတင်ထာဝရကြီးကညဉ့်ညူနေစဉ်မှာကိုမြင့်ညိုသည် စိတ်ထဲတွင် ယူကြုံမရရှိလာသည်။နှမအရင်လေးတယောက်လုံးကိုပြန်လဲတွေ့မြင်ခဲ့ပါလျက်နှင့်နှမမှန်းမသိခဲ့။ထူဆန်းသောတော်တွင်တော်ဝါလိုသဘောထားခဲ့သည်။ စခန်းသိမ်းပြီးပြန်ကြသည့်နေ့ကလည်းလူချင်းမသိစေကမူသွေးကပြောသည့်အလားကုမွန်တောင်တန်းပြောလေးသည့်သူ့နောက်ကိုတကောက်ကောက်လိုက်ခဲရှာသည်သူတို့ဘာသာဘာဝအချက်ပေးပြန်ခေါ်သည့်အတန်ကြောင့်သာပြန်ပြေးသွားခြင်းဖြစ်သည်ထိုချိန်ကသာကိုမြင့်ညိုသည်နှမလေးအင်းဖြစ်ကြောင်းမသိစေကမူတော်ရင်းပြောလူထုလူဆန်းတယောက်နေဖြင့်အနိုင်ထက်ဖန်းစည်းလာခဲ့မည်ဆိုပါကယခုလိုဇက်ရည်လေသည့်ခါမြည်မြဝမ်းသာစရာကောင်းမည်နီ။ ညီမလေးညီမလေးဖြစ်ရလေးချင်းညီမလေးရယ်ကိုမြင့်ညိုစိတ်ထဲမှာယူကြုံမရတွေးနေစင်မှာ ဖခင်ကြီးကပြောလိုက်သည်ဒါတမိလေးရှိတဲ့နေရာကိုဒါကောင်းကောင်းမှတ်မိခဲ့တယ်မဟုတ်လားตาอนีเนก็อซูยาตาวินရှိနေတော့ကိုရောစေရောလွတ်လပ်တာမဟုတ်ဘူးဒါကြောင့်ဖိဖိလိုက်သွားမယ်ဘတ်တော်နဲ့ထွန်းအန်ကို ခေါ်သွားမယ်ဘတ်တော်နဲ့ထွန်းအန်ကိုအလောက်ကထွက်ခိုင်းမယ်သူတို့ဖို့မနစ်နာစေရပါဘူးလေ အတင်းနဲ့အိမ်တလုံးစီဝဲပေးလိုက်မယ်။ယင်းနီစားတောင်းလောက်အောင်ငွေထုတ်ပေးလိုက်မယ်။ဒီလူနှစ်ယောက်ကတော့ကျေနပ်ကြမှာပါ။ထခင်ကြီးကဆရာထက်တန်းစွာပြောသည်။မြေပုံကောင်းကောင်းတစ်ချက်ယူသွားမယ်။ဘတ်တော်နဲ့ထွန်းအန်းကနေရာမှတ်မိနေရင်တိတ်ခဲခဲမယ်မထင်ပါဘူးလေ။ခုဖခင်ကြီးကဆက်ပြောလိုက်သည်။ကိုမြင့်ညိုသည် ဖခင်ကြီးမျက်နှာကိုကျေနာစွာစိုက်ကြည့်လိုက်ပြီးသူ့စိတ်ကိုဆုံးဖြတ်လိုက်သည်။ထိုဆုံးဖြတ်ချက်အတိုင်းဖခင်ကြီးကိုပြောလိုက်သည်။ဖေဖေ ဖေဖေကအသက်ကြီးပါပြီတောတောင်ကတော်တော်ထူထပ်တော့ဖေဖေအသက်ရွယ်နေဆိုရင်တော့ကျန်းမာရေးစိတ်မချရဘူးဒါကြောင့်ဖေဖေမသွားပါနဲ့ကျွန်တော်ပဲသွားပါမယ်တားသွားလို့ဖြစ်ပါမလားအလုတောင်ဝင်တစ်ဖက်နဲ့ဖြစ်ပါတယ်ဖေဖေဒါအလုဆောင်ဝင်ကလေးကတခါမှခွင့်မယူခဲ့သေးဘူးအခုနှမလေးရှာဖွေဖို့အတွက်အထက်ကိုအပြည့်စုံအစီရင်ခံပြီးခွင့်ရရှိယူလိုက်ပါမယ်ကူမွန်တောင်မှာညီမလေးကိုတွေ့လာတဲ့ကိစ္စတက်တေဖြစ် ကိုပါတော်နဲ့ကိုထွန်းအန်တို့လည်းတီးပါတယ်နောက်ပြီးလေးမြန်ပြကြတဲ့အကြောင်းကိုလည်းအားလုံးတီးပြီးသားပဲလေကိုပါတော်နဲ့ကိုထွန်းအန်တို့ကလည်းကျေစုမှန်းတီးပါတယ်တစ္ဆာလည်းရှိပါတယ်ဂျင်းနဲ့အောင်ပြောရင်လိုက်ကြမှာပါဖြစ်ဖြစ်ကျွန်တော်တွေ့အောင်ရှာပြီးရအောင်ကြိုးစားဆောင်ကျင်းခဲ့ပါမယ်ဖြစ်ဖြစ်အေးဒီလိုဆိုရင်လည်းတာမြန်မြန်သာတော့လုံးစရာရှိတာမြန်မြန်ပြီးအောင်လုပ်တော့ထွန်းအန်နဲ့ပါတော်ကိုဖိဖိစီခေါ်လာခဲ့စမ်းသူတို့ကိုဂျင်းနဲ့အောင်ပြောကြည့်ရအောင်မယ် ဟိုတလောစီကတော့ဖေဖေကိုလာကြတော့ရင်ပြောခဲ့ကြဘူးတယ်။ရတဲ့လာကနဲ့မစားတော့ကြလို့အပြင်အလုပ်တစ်ခုခုလုပ်ချင်နေဆိုပြီးအခုလဲအရင်နှီးကျင်းနေအောင်ပြီးရင်ချောမောပါလိမ့်မယ်ထင်ပါရဲ့ကွယ်။အော်ဒါရီသွားတဲ့အခါသမီးလေးဝှေ့ဖို့မိန်းမအဝတ်ထည်တွေအလဲလဲဝှေ့လာအောင် ဆောင်းသွားအောင်ကွယ်။တော်ကြသမီးလေးမှာတော်ရင်အဝတ်မလုံးမလဲနဲ့အရှက်ရနေပါမယ်ကွယ်။ဖခင်ကြီးသည်ဝမ်းသာဝမ်းနဲ့စိတ်အားထက်သန်မျှော်လင့်ခြင်းစသည်တို့ဖြင့် အပြည့်အဝရောပြွမ်းနေသောအတန်ဖြင့်ပြောဆိုစီမံနေသည်စိတ်ချပါဖေဖေအားလုံးအစီအမံအောင် ကျွန်တော်စီစဉ်သွားပါမယ်ဖေဖေလည်းဆူတောင်းနေပါမယ်ကွယ်အော်သမီးလေးဘလို့ကဲတင်ရှင်လက်ထက်ရောက်ပြီးဘလို့များဘဝကိုရင်ဆိုင်နေရပါလိမ့်နော်လူစကားမှပြောတတ်ပါသေးရဲ့လားမသိဘူးဖခင်ကြီးသည် ပြောရင်းလေလာသည့်မျက်ရည်များကိုမျက်တောင်တစ်ဖြတ်ဖြတ်ခံရင်းထိန်လိုက်ရှာသည်ကို ကိုမြင့်ညိုသည်စိတ်ထိခိုက်စွာ မြင်လိုက်ရသည် ဖခင်ကြီးထင်သလိုပင်ကိုမြင့်ညိုစိတ်ထဲမှာကုမွန်တောင်းတန်းပြောလေးသည်သူညီမလေးညာမေတင်အစ်စ်မှန်ဟုတ်နေပါစေညီမလေးလူစကားမှတတ်ပါသည်ရဲ့လားမသိဟု သူညီတော်အတွေ့ကို တွေးနေလိုက်မိသည်ကိုမြင့်ညိုဖို့ကုမွန်တောင်းတန်းစီတို့အစိုးရတာဝန်ဖြစ်မဟုတ်ပဲကိုကြီးကိုယ်တော်ကိစ္စဖြစ်နောက်တစ်ကြိမ်တွားရန်အတွက်ပြေဆုံးအစဉ်ပြေအောင်ဆောင်ရွက်ရပေအောင်မည် ကိုမြင့်ညိုတို့သားဖားထင်နေသည်ကကူမွန်တောင်နှမ်းပြောလေးသည်ညာမေတင်ဖြစ်ခဲ့ပါလျင် လူစကားကိုတတ်ပါသေးရဲ့လားဟုစိုးရင်စွာတွေးနေမိကြသည်သို့တော်သူတို့ထင်တကယ်သို့မဟုတ်ချေညာမေတင်ကလူစကားကိုတတ်နေသေးသည်ထို့သူတတ်နေစီရန်အတွက်တောတောင်ထဲမှာအခေါ်ကောင်းတွေ့နေသည်ကြီးကြီးမင်းနှင့်သူလေရင်ဖြင့်လိုက်ခဲ့သောညာမေတင်သည်ကလေးပီပီလေရင်ပြတင်းပေါင်းမှမြင်ရသော ရှုမျောကင်းကိုငေးမောကြည့်ရှုလာရာ နေရင်ကငိမ့်သဖြင့်အိတ်ချင်းသလိုလို ဖြစ်လာသည် ထို့ကြောင့်ထိုင်ကုံနောက်မိကိုမိရင်ညာမိတင်းကအိတ်ပြောသွားခဲ့သည်ជីជីမိကလည်းအိတ်ပြောနေသောဒူမလေးကိုမနှောက်ရှက်ဖဲပတိစိတ်နေခဲ့သည်မိများကြားခဲ့သည်မသိပြင်းထန်သောအတန်ကြီးသည် နားကွယ်လူမြမိဟီးသွားသည့်ခါတွင်ညာမိတင်းအိယာမှလန့်နိုးလာသည်ညာမေတင်လန်နိုးလာသည့်ခါတွင်မူညာမေတင်သည် ထိုင်ကုန်ပေါ်တွင်ထိုင်၍မရတော့ချေ ိုင်ကုံအောက်သို့လိမ့်ကျသွားခဲ့သည်။လေရင်ကြီးသည်ဆွဲဆောင်ခါရမ်းခြင်းခံနေရသလို တွဲတွဲခါနေသည်လူးလိမ့်နေသည်။ညာမေတင်သည်ထိမ့်လန့်စွာជីជីမေကိုကြည့်လိုက်သည်။သို့တော့ជីជីမေကမြည်သူမျှမကူညီနိုင်။သူကိုယ်တိုင်ပင်ထိုင်ကုံအောက်သို့လိမ့်ကျနေသည်ကိုတွေ့ရသည်။ជីជីမေជីជីမေညာမေတင်ကကြိုးစားပြီးអော်ခေါ်လိုက်သည်။သို့တော့လေရင်တစ်စင်းလုံးတွင်လေရင်ကြီးကចောင်းမဲ့ဖွယ်ထွက်ပေါ်လာသောမြည်ဟီးသံ လေရင်တွင်းမှာရှိနေသော ခီးတွေတွေဤထိန်လန်းစွာ အော်ဟင်းငူကြွေးတန်တွေကြောင့်ခလေးရွယ်သာရှိသေးသည့်ညာမေတင်းအတန်သည်ဆူညံနေသောထိုအတန်ကြီးတွေထဲမှနှမြုပ်ပျောက်ကွယ်နေသည်မိကဲ့သို့ဖြစ်သည်ကိုညာမေတင်းသည်ကလေးမိုးမပြောတတ်တော့လဲလေရင်ကြီးပောက်ကွဲက သူရှိနေရာဘေးတစ်ဖက် အကာသည်ဟင်းလင်းပွင့်ထွက်သွားသည်သူကိုယ်သည်ဟင်းလင်းပွင့်ထွက်သွားသောနေရာမှလေထဲသို့လွင့်စင်ကျသွားသည်ကြီးကြီးမေရေဖေဖေ မိမိညာမေတင်သည်တနာစပွဲအော်ဟင်းရင်ပြင်းစွာသောထိန်လန်းကြောင်းရုံချင်းဖြင့်တတိလစ်သွားရှာလေသည်ဟုတ်ကဲ့ပါရှင်အပိုင်းနှစ်ကိုဒီမှာပဲရန်နာလိုက်ပါမယ်ကျမတို့နောက်ထပ်အပိုင်းသုံးမှာပြန်လည်ဆုံတွေ့ကြပါမယ်နော်နားဆင်ပေးခဲ့သူအားလုံးကိုကျေးဇူးများဤတင်ပါတယ်ရှင်